အားလုံးပဲမင်္ဂလာပါခင်ဗျာလက်တလုံးရဲတပ်တ်တွေတွင် တောင်တရုတ်ပင်လယ်မှာထူးသဖြင့်တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံကြားမှာတင်းမာမှုတွေတိတိတတ်တာမြင့်တက်လာပါတယ်မကြာသေးခင်ကတရုတ်နဲ့ဖိလစ်ပိုင်ဟာအငင်းပွားနေတဲ့စကန်တောမက်ရှိုရဲ့တန်တာကြောက်ကျွန်းအနီးမှာထိတ်တိုက်တွေးဆမှုအပြင်းထန်ဖြစ်ခဲ့တာပါအဲ့ဒီမှာတရုတ်တင်မောတစည်းကဖိလစ်ပိုင်တင်မောတစည်းကိုဝင်တိုက်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပါတယ် လူများစုကထိုင်ဝမ်ရေးကိုစစ်ဖြစ်နိုင်တဲ့ပြိပတ်ကလို့မြင်နေကြချိန်မှာပဲဖိလစ်ပိုင်နောက်ပိုင်းကန်ယိုရန်အရေးကအခုဆိုရင်အရေးကြီးတဲ့ပထဝီနိုင်ငံရေးအခင်းကျင်းတစ်ခုဖြစ်တွက်ပေါ်လာပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကဖိလစ်ပိုင်နိုင်ငံကိုမကြာသေးခင်ကတွားရောက်ခဲ့ပြီးတကယ်လို့ဖိလစ်ပိုင်နိုင်ငံတက်ခိုက်ခံရရင်အမေရိကန်ကကာကွယ်ပေးမယ်ဆိုတဲ့ဂတိကဝတ်ကိုထက်လောင်းအတည်ပြုခဲ့ပါတယ်။ဒါကိုလက်ထုတ်ပြန်တဲ့အနေနဲ့တရုတ်က၎င်းရဲ့ကမ်းခြေဆောင်တဲ့ရခင်ကမသိမ်းပိုက်ရသေးတဲ့ဖိလစ်ပိုင်ပိုင်စန်ဒီကီကြောက်တန်းကိုဆေးလို့ပြီး တရုတ်အလံကိုအဲ့ဒီနေရာမှာလွင့်ထူထားလိုက်ပါတယ်တရုတ်နိုင်ငံပိုင်မီဒီယာကဒါဝုအချုပ်ချာအာဏာတရားဝင်ပိုင်ဆိုင်တဲ့လုပ်ရက်ဖြစ်အခိုင်အမာပြောကြားရင်းအောင်ပွဲခံခဲ့ပါတယ်ဒီလုပ်ရက်ကြောင့်ရှီတောင်အာရှတခွင်မှာသတိပေးခေါင်းလောင်းတံထွက်ပေါ်ခဲ့ပါတယ် VN နိုင်ငံကအမေရိကန်ပြည်တော်စုကနေ F50 တိုက်လေယာဉ်တွေဝယ်ယူနေပြီးဂျပန်နိုင်ငံကလည်းအမေရိကန်တပ်ဖွဲ့တွေအတွက်စစ်အခြေစိုက်စခန်းအသစ်တစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်ဖိလစ်ပိုင်နိုင်ငံကအမေရိကန်နဲ့ပူးရဲစီရေးလေ့ကျင့်မှုကြီးပြုလုပ်ခဲ့ပါတယ် တရုတ်ရဲ့ညီမန်းချက်တွေကထိုင်ဝမ်ရေးကိုကြော်လွန်ပြီးချဲ့ထွင်ထားတယ်လို့လေးလာကဲခတ်တွေကဆိုပါတယ်တရုတ်အစိုးရကဖိလစ်ပိုင်ကိုရီးယားနဲ့ဂျပန်နိုင်ငံရဲ့နယ်မြေအစိပ်ပိုင်းတွေကိုတောင်တမိုင်းကြောင်းအရတူပိုင်တယ်လို့ရှုမြင်ထားပါတယ်နယ်ချဲ့ဝါရစိတ်တဲ့ကအမြင့်တွယ်နေပြီးဘယ်သူကမှလည်းရက်တန့်ခြင်းမရှိတာကြောင့်ကဘာကြီးအတွက်ကြီးလေးတဲ့အနေရဖြစ်နေပါတယ်စီးပွားရေးမှာကဘာကထိုင်ဝမ်ရဲ့ချစ်ထုတ်လို့ရေးအပေါ်မှာမိခိုနေရပါတယ်ဒါကြောင့်ထိုင်ဝမ်ရဲ့ဘေကင်းလုံခြုံရေးကအလွန်ရေးကြီးပါတယ်ဒါပေမဲ့ကဘာကထိုင်ဝမ်ရေးမှာဝင်မပိုင်တော့ တရုတ်ရဲ့ဒေတာတွင်းကိုထိမ့်ချုပ်ထားနိုင်ရင်မဟာဗျူဟာကိုခိုင်ခိုင်မာမာတုံ့ပြန်ဖို့လိုအပ်နေပါတယ်။တရုတ်အစိုးရကရှေ့ခေတ်ကတရုတ်လူမျိုးစူးစမ်းရှာဖွေသူတွေရှာဖွေတွေ့ရှိခဲ့တဲ့ dash ၉ခုပါမြင်းချောင်းကိုအခြေခံပြီးတောင်တရုတ်ပင်လယ်ကို၎င်းတို့ပိုင်ဆိုင်တယ်လို့အခိုင်အမာပြောကြားညှင်းခုံနေတာပါ။တရုတ်ရဲ့ညှင်းခုံပြောဆိုမှုတွေကအခြေမြစ်မရှိသလိုခက်လဲမမီတော့ပါဘူး။မကြာသေးခင်ကတောင်တရုတ်ပင်လယ်တွေကဆန်ဒီကေးကျွန်းကိုသိမ်းယူပြီးတရုတ်အလံလွင့်ထူထားလိုက်တာဟာနှစ်ပေါင်းများစွာအတွင်းပထမဆုံးကြိမ်ဖြစ်ပါတယ်။ ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားအောင်မမေ့ပါနဲ့ခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးလေးပေးသွားကြပါအောင်ခင်ဗျာ။ American နဲ့ Philippines ပူးတွဲစီရေးလေ့ကျင့်မှုပြင်ဆင်နေစီမှာပဲ။တရုတ်ရဲ့ရန်လိုတဲ့လုပ်ရက်တွေက American နဲ့ Philippines ရဲ့မဟာမိတ်စုဖွဲ့မှုကိုစမ်းသပ်တာဖြစ်နိုင်လို့ဒေတာရင်းအင်အားချိန်ခွေညာကိုပြောင်းလဲဖို့ကြိုးစားတာလည်းဖြစ်နိုင်ပါတယ်။တောင်တရုတ်ပင်လယ်ဟာတရုတ်ရဲ့ရန်လိုတဲ့နယ်မြေပိုင်ဆိုင်မှုပြောဆိုချက်တွေနဲ့နိုင်ငံတကာဥပဒေကိုမလေးစားမှုတွေကြောင့် ကမ္ဘာပထဝီနိုင်ငံရေးမှာအဓိကစုပွဲရာနေရာတစ်ခုဖြစ်လာပါတယ်။တရုတ်အစိုးရကတောင်တရုတ်ပင်လယ်ဒေသကိုတမိုင်းကျောင်းအရပိုင်ဆိုင်ခွင့်ရှိတယ်လို့ပြောကြားနေပေမဲ့တရုတ်ရဲ့ခြေကံအားဖြင့်စိတ်ထက်သန်နေမှုကပင်လယ်ထဲကကြီးမားကျယ်ပြောတဲ့တယန်ဇာတရင်းမြစ်တွေပေါ်မှာမူတည်နေပါတယ်။ခမန်းကြီးအားဖြင့်ပင်လယ်ထဲကရေနံစီပေါင်း28ဘီလီယံတူးတဲ့ကြီးမားတဲ့သဘာဝတန်းငွေ166ထရီလီယံနဲ့အလွန်များပြားတဲ့ပင်လယ်သရဝဇီဝမျိုးကွဲတွေဟာတရုတ်ရဲ့သဲချေကြိုက်ပစ္စည်းတွေဖြစ်ပါတယ်။ ဒါပြင်တောင်တရုတ်ပင်လယ်ဟာအလွန်ရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီးနှစ်စဉ်ဖြတ်တန်းသွားလာနေတဲ့ကမ္ဘာကုန်သွယ်ရေးတန်ဖိုးကမေဂန်ဒေါ်လာ9.3ထရီလီယံကျော်ရှိပါတယ်။ဒီဒေတာကိုထိမ့်ချုပ်ထားနိုင်ရင်တရုတ်အတွက်မဟာဗျူဟာနဲ့စီးပွားရေးအသာချက်တွေရရှိမှာဖြစ်ပါတယ်။အထူးသဖြင့်အရှိလေပိုင်းကစွမ်းအင်ဝယ်ယူမှုတွေအတွက်စိတ်ချရပါတယ်။ဒါပေမဲ့တရုတ်ကနေချက်ရေးဆွဲထားတဲ့ dash 9ခုပါမြင်းကြောင်းအရတောင်တရုတ်ပင်လယ်ရဲ့60ရာခိုင်နှုန်းကျော်ကိုတူပိုင်တယ်လို့အခိုင်အမာပြောကြားနေမှုဟာ နိုင်ငံကရေချောင်းဥပဒေနဲ့ပြည်သားတလန်းတန်တလန်းဖြစ်နေပါတယ်။1982ခုနှစ်ကုလသမဂ္ဂညီလာခံရဲ့ပင်လယ်ရေချောင်းဥပဒေနဲ့လုံးဝဆန့်ကျင်နေပါတယ်။ဒီဥပဒေမှာနိုင်ငံတကာနိုင်ငံရဲ့ရေပိုင်နဲ့ကကမ်းခြေကနေရေမိုင်17မိုင်กว่าအထိပဲရှိပြီးငါရေနံနဲ့ဓာတ်ငွေလိုသဘာဝရင်းမြစ်တွေကိုကမ်းခြေကနေရေမိုင်100အထိပဲပိုင်ဆိုင်ခွင့်ရှိတယ်လို့အတည်လင်းပြဋ္ဌာန်းထားပါတယ်။ဒါကို Exclusive Economic Zone EEZ လို့ခေါ်ပါတယ်။နိုင်ငံတကာဥပဒေတွေရှိနေပေမဲ့တရုတ်က၎င်းရဲ့ရန်လိုတဲ့လုပ်ရက်တွေကိုတိုးမြင့်ပြီး ဖိလစ်ပိုင်တင်မောတွေကိုမိသက်ပိုက်တွေနဲ့ထိုးကအငင်းပွားဝေရာကျုံးကိုလည်းတင်ပိုက်ခဲ့ပါတယ်တရုတ်ရဲ့ဒီလုံးရက်တွေကြောင့်အမေရိကန်ကဖိလစ်ပိုင်လိုဒေသအတွင်းမှာမိနိုင်ငံတွေနဲ့ပုံမခိုင်မာတဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုတွေကိုပြုလုပ်ခဲ့ပါတယ်အမေရိကန်ပြည်ထောင်စုက၎င်းရဲ့ဂတိကဝတ်ကိုထက်လောင်းအတည်ပြုပြောကြားခဲ့ပြီးရေချောင်းတော်လိုက်လွတ်လပ်ခွင့်ကိုအကာအကွယ်ပေးဖို့နဲ့တရုတ်ရဲ့ရန်စားမှုတွေကိုဟန်တားမယ်လို့ကတိပြုခဲ့ပါတယ်ဒါကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်တပ်ဖွဲ့တွေကပူရဲစစ်စင်ရေးအတွင်းဖိလစ်ပိုင်နိုင်ငံရဲ့ဘာဒန်ကျွန်းပေါ်မှာ တင်မောပြစ်ဒုံးကြီးစနစ်တစ်ခုကိုမကြာသေးခင်ကတက်ဆင်ခဲ့ပါတယ်ဒီဖြစ်ပျက်တွေကစီရေးတင်မမှုနဲ့တိုက်ရိုက်ထိတ်တိုက်တွေးဆမှုအနေရကြီးထွားလာနေတာကိုထင်ဟပ်နေပါတယ်အထူးသဖြင့်တရုတ်ကနိုင်ငံတကာဥပဒေစံနှုန်းတွေကိုအာခံပြီးတောင်တရုတ်ပင်လယ်ကနယ်မြေအများစုကိုသူ့အပိုင်လို့ဆက်လက်ပြောဆိုနေတာကြောင့်ဖြစ်ပါတယ်တရုတ်အစိုးရကသူ့လုပ်ရက်တွေဟာနိုင်ငံတကာဥပဒေအောက်မှာတရားဝင်တယ်လို့အခိုင်အမာပြောကြားနေပေမဲ့သူ့လုပ်ရက်တွေကတော့နိုင်ငံတကာရဲ့ပြစ်တင်ရှုတ်ချခြင်းကိုခံနေရပါတယ်တရုတ်ရဲ့ဩဇာကြီးထွားလာနေမှုကိုတံပြန်မှုအတွက် ကျန်တဲ့နိုင်ငံတွေဟာအင်ဒိုပစိဖိတ်ဒေသမှာပုံမတောင်တင်းတဲ့စီးရဲမာမိတ်ဖွဲ့တွေမဖြစ်မနေဖွဲ့လာရပါတယ်။မကြာသေးခင်ကဖိလစ်ပိုင်နိုင်ငံမှာပြုတ်လုတဲ့စီးရဲလေ့ကျင့်မှုတွေကတရုတ်အစိုးရအတွက်ပြင်းထန်တဲ့သတိပေးစကားပေးပို့လိုက်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တောင်တရုတ်ပင်လယ်မှာတင်းမာမှုတွေမြင့်တက်နေတာကြောင့်ဖြစ်ပါတယ်။ပူရဲစီးရဲလေ့ကျင့်မှုမှာအမေရိကန်စစ်သား9000၊ဖိလစ်ပိုင်စစ်သား9000၊အော်စတြေးလျစစ်သား260နဲ့ဂျပန်နဲ့တခြားနိုင်ငံတွေကလေးလာသုံးသပ်သူတွေပါဝင်ပါတယ်။စီးရဲလေ့ကျင့်မှုမှာတကယ့်စစ်ပွဲပုံစံအခင်းကျင်းကိုဒရန်လုပ်ပြီး ဒုံးကြီးနဲ့လက်နက်ကြီးအစ်စ်တွေအသုံးပြုလေ့ကျင့်ခဲ့ကြပါတယ်။တရုတ်ကအဲ့ဒီစီရေးလေ့ကျင့်မှုကိုအပြင်းထန်ကန့်ကွက်ခဲ့ပြီးလင်းဒင်သင်္ဘောအုပ်စုတစုကိုစီရေးလေ့ကျင့်တဲ့နေရာအနီးမှာတပ်ဆွဲထားခဲ့ပါတယ်။တရုတ်တန်ယုံကဖိလစ်ပိုင်သမ္မတကိုပုတ်ချတိုက်ခိုက်ဖို့နဲ့တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့နေပြည်ပိုင်ဆိုင်မှုတွေကိုလော်ဘီလုပ်ပေးဖို့ပြည်သူဆက်ဆံရေး PR အဖွဲ့တစ်ဖွဲ့ကိုငှားယမ်းခဲ့တယ်လို့ဖိလစ်ပိုင်အာဏာပိုင်တွေကမကြသေးခင်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။တရုတ်ကပြည်သူတွေအထင်မြင်မှားစေဖို့သတင်းအမှားတွေကိုအွန်လိုင်းမှာဖြန့်ချီကာ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တွေပါဝင်နိုင်ငံရေးကောင်းဆောင်တွေရဲ့ဂုံတိတ်ကောက်ကိုပုတ်ချဖို့ Trofan လို့ခေါ်တဲ့အဖွဲ့တွေကိုလှုပ်ဝဲရန်ပုံငွေထောက်ပံ့ခဲ့ပါတယ်။ဖိလစ်ပိုင်အထက်လွှတ်တော်ဂျာနာဝဲတခုမှာတရုတ်တန်ယုံက marketing ကုမ္ပဏီတခုကို online ဝါဒဖြန့်ချီရေးလုပ်ဖို့ငွေပေးခဲ့တဲ့တသက်အထောက်ထားကိုအထက်လွှတ်တော်အမတ်တဦးကပြသခဲ့ပါတယ်။ဒီလိုနီလန်းမျိုးကကမ္ဘာတဝန်းမှာတရုတ်အစိုးရကကြေကြေပြန့်ပြန့်အသုံးပြုနေတဲ့မဟာဗျူဟာရဲ့အစိပ်ပိုင်းတခုဖြစ်ပါတယ်။ဒီဗျူဟာထဲမှာ social media account တွေကတမိုင်းကြောင်းပြန်လည်ပြင်ဆင်ဝါဒနဲ့ နောက်တိုင်းစန့်ကျင်ရေးစကားထုတ်လွှင့်မှုတွေလည်းပါဝင်ပါတယ်။ဥပမာလူအများပြအသုံးပြုတဲ့ Twitter post တစ်ခုမှာတရုတ်ရဲ့ TMN ရေခင်းအစုလိုက်ပြုံးလိုက်လူတပ်ပွဲမှာလူ300လောက်ပဲတည်ဆုံးခဲ့ပြီးအမေရိကန်ကတရုတ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာအောင်လှုပ်ဆော်ခဲ့တယ်လို့အပြစ်တင်ထားပါတယ်။ TikTok လို platform တွေမှာလည်းသတင်းအမှားတွေပြန့်နှံ့နေပါတယ်။တရုတ်အစိုးရရဲ့ဝါဒမိုင်းအမေရိကန်လူငယ်တွေမှာစွဲသွားမလားလို့လူအများကစိုးရိမ်နေကြပါတယ်။အမေရိကန်မှာ TikTok ကိုတားမြစ်ပိတ်ပင်ဖို့နှစ်ပါတီလုံးကကြိုးပမ်းအားထုတ်မှုတွေရှိပေမဲ့ဥပဒေအသက်ဝင်မှုကနှေးကွေးပါတယ် မေကန်ကတရုတ်ကိုရန်လိုတဲ့အစိုးရတရက်တဲ့စီးပွားရေးပြိုင်ဘက်လိုသာဆက်ဆံနေတယ်လို့ဝေဝန်သူအတော်များများကထောက်ပြကြပါတယ်တရုတ်အစိုးရကမဟာဗျူဟာအားသာချက်ရဖို့အတွက်စီးရီဒီဂျစ်တယ်နဲ့ဓာတုလက်နဲ့အပါအဝင်သူ့မှာရှိတဲ့နီလန်းအားလုံးကိုအသုံးပြုနေပါတယ်မေကန်ဖန်တနယ်မူရစ်စေပြည်ပတ်ကမှာတရုတ်အစိုးရကမေကန်ရဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီးမူရစ်ကွန်ကူးသွေတွေကိုလှုပ်ဝက်သတိပေးခဲ့တဲ့တက်တဲ့အထောက်အထားရှိပါတယ်ဒီဖြစ်ရဲ့ကြောင့်မေကန်နဲ့တရုတ်ကြားတင်းမာမှုအရှိန်မြင့်ခဲ့ပါတယ် ်မေဂန်ကတရုတ်နဲ့ဆွေးနွေးပွဲတွေမှာအားကြီးသူနေရာကစိစက်ညီနိုင်းကိုချင်းကဲ့ရပါမယ်။ကုံသွေးလုံငွေပြနေခြင်းကိစ္စတခုသာမဟုတ်ဘဲညာနာပစ္စည်းခိုးယူမှုငွေရစိနဲ့မျှတတဲ့ဈေးကွက်ဝင်ထွက်ခွင့်ရရှိရေးလိုဒီထက်ပိုကျယ်ပြန့်တဲ့ပြဿနာတွေမှာပါအာရုံစိုက်ရမှာဖြစ်ပါတယ်။မေဂန်ဈေးကွက်ကိုကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်လုကန်ငွေရတဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေကချိန်နဲ့ပျော်ရွှင်မှုရကြပါတယ်။ဒါပေမဲ့တရုတ်ပြည်မှာတွားရောက်လုကန်တဲ့အမေရိကန်ကုမ္ပဏီတွေကတော့ကန့်သက်ချက်တွေနဲ့ညာနာပစ္စည်းခိုးယူမှုလိုပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ တရုတ်တမရရှီချင်းပင်ကအမေရိကရဲ့ပြန့်ကျက်ထားတဲ့ယူမန်းချက်တွေကိုတတိထားမိပြီးစစ်ဆက်ဆွေးနွေးအမှန်တကယ်ဖြစ်မလာအောင်နှောင့်နှေးစေဖို့လားထူနီလန်းတွေကိုအသုံးပြုနေပါတယ်။တရုတ်ထိပ်တန်းအရာရှိတူအမေရိကန်ဘန်ဒါရဲ့စောက်ုံတွေဝင်သွားတာလို့ကလကနောက်ွယ်မှာဆွေးနွေးမှုပြုလုပ်နေတဲ့ရိတ်လက္ခဏာတွေရှိနေပေမဲ့အမေရိကန်နဲ့စစ်ဆက်ဆွေးနွေးမှုပြုလုပ်တာဘာတစ်ခုမှမရှိဘူးလို့ပြောင်ညင်းပါတယ်။တချိန်ထဲမှာအမေရိကန်ကချိတ်ချောက်မှုတွေနဲ့ဖိအားတုံးတဲ့နှီးပြူဟာတွေအသုံးပြုနေတယ်လို့တရုတ်ကဆွဆွဲပါတယ်။ ။တန်းတူညီမျှမှုနဲ့အပြန်အလှန်လေးစားမှုပေါ်မှာအခြေခံတဲ့ဆွေးနွေးမှုမျိုးကိုသာလိုရှိတယ်လို့တရုတ်ကဆိုပါတယ်။ဒီလိုချိန်ဆွဲတဲ့မဟာဗျူဟာကထရန့်ရဲ့ပထမတက်တန်းအတွင်းမှာလှုပ်ဆောင်ခဲ့တဲ့ရှီကျင်းပင်ရဲ့မဟာဗျူဟာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကကုံသွေးစစ်ဆက်ညီနိုင်မှုတွေကိုထရန့်အစိုးရတက်တန်းကုံတဲ့အထိအချိန်ဆွဲခေါ်လာခဲ့တာပါ။ရှီကျင်းပင်ကဒီလိုမျိုးထက်လို့ပုံမျှော်လင့်ထားပါတယ်။လက်ရှိအမေရိကန်အစိုးရရဲ့တင်းမာတဲ့မူဝါဒတွေကိုတိတ်ခန့်ဆောင်ဆန်းပြီးအနာဂတ်အမေရိကန်ဆိုးရတဲ့ကပျော်ပြောင်းလာမလားမျှော်လင့်ပါတယ်။ဒါပေမဲ့ထရန့်ကအတိတ်ကသင်ခန်းစာယူထားပုံရပြီ သိသက်ညီနိုင်မှုတွေမှာယာရုအစ်စ်နိတ်နဲ့တရုတ်ယာရှိတွေကိုစေလို့မဲ့အစားတရုတ်သမ္မတရှီကိုတိုင်ပါဝင်ဖို့တောင်းဆိုနေပါတယ်တရုတ်သမ္မတရှီချင်းမင်ကစိတ်သက်ညီနိုင်မှုတွေမှာတရုတ်ဓာပါပါလီတဲ့နီးပြူဟာကိုကျင့်သုံးပြီးတောင်းဆိုမှုသေးသေးလေးတွေကိုတစ်ချိန်မှာတစ်ခါပဲပြုလုပ်ပါတယ်တောင်းဆိုမှုတစ်ချိန်တိုင်းမှာဘာအနေမှမရှိဘူးလို့ထင်ရပေမဲ့အချိန်ကြာလာနဲ့မျှတစ်ဖက်ကသတိမထားမိလိုက်ပဲအကုန်ပြောင်းသွားမှာဖြစ်ပါတယ်ထရန့်ကဒီမဟာဗျူဟာထောင်ချောက်ကိုနောက်တစ်ချိန်မသက်စင်းဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ယူဆရပါတယ် အမေရိကန်တရုတ်ဆက်ဆံရေးကအရေးကြီးတဲ့လမ်းဆောင်တစ်ခုကိုရောက်ရှိနေပါတယ်။အမေရိကန်နဲ့တရုတ်ရဲ့စီးပွားရေးနှီးပညာလုံခြုံရေးနဲ့ဩစာလမ်းမမှုရှင်ပြိုင်မှုတွေဟာအဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ဗီဒီယိုကိုကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ခင်ဗျာ။